အဆုံးနဲ့နှုတ်ဆက်ခဲ့ပြီလားသွေးသည်ဝင်းလှိုင်အားလုံးပဲမင်္ဂလာပါ 3K Sport 2.0ကနေပြန်လဲပြီးတော့ကြိုးဆိုပါရစ်သွေးသည်ဝင်းလှိုင်အားယူပြီးဆိုတဲ့သတင်းဟာတော်မီလို့ပြန်နှံ့လို့လာတယ်မြန်မာလက်ဝေးပြည်သက်တွေကြားမှာလှုပ်လှုပ်ခတ်ခတ်ဖြစ်စီတဲ့သတင်းလည်းဖြစ်ပါတယ်သူသားတကယ်အားယူသွားပြီဆိုလို့ရှိရင်စိတ်မကောင်းစရာဝမ်းနေစရာဖြစ်လာမှာပါသွေးသည်ဝင်းလှိုင်ကမြန်မာ Fighter တွေမှာ Nice နဲ့ပိုင်နိုင်တဲ့သူပါရှာမာရှာတဲ့ဇာမာဆိုပြီးတော့လည်းတင်စားခံရတယ်လက်တီထုတ်ပုံတွေကပညာသားပါပြီးတော့ပြင်းထန်တယ် ီးခဲ့တဲ့ဘွဲမှာထွန်းနိုမင်းကိုနှစ်ကြိမ်တိုင်တိုင်လဲကြစီခဲ့တာအကောင်းဆုံးတက်သေးပါပဲသွေးသွေးဝင်လိုက်ကမလိုရဘဲစွိုင်းရင်အကုန်မခံဘူးပြိုင်ပန်းနဲ့ဆိုင်ထိုးပြိုင်ထိုးတာမျိုးတိတ်မလို့ဘူးကောင်တာဆောက်ပြီးတော့ချောင်းချောင်းတိုက်ခိုက်တက်လို့ကြားပါဆိုပြီးတော့လေနာမည်ရပြိုင်ပန်းအားနဲ့ချက်ကိုရှာဖွေပြီးတော့အခွင့်အရေးယူလာမှလဲဆရာတဆူပါသူ့ရဲ့အောင်စူးဆိုင်မှုနဲ့ညံ့ညံ့သွေးကအခုလိုအစင်တိုင်းမျိုးရောက်အောင်လို့ပို့ဆောင်ပေးခဲ့တာပါမြန်မာဖိုင်တာအများစုက range control မလုပ်တတ်ကြဘူးပြိတ္တဖိအားထံကိုလည်းမခံနိုင်ဘူး ။ဇူညာနေတဲ့ဂျိုးဝိုင်းလေမှာသွေးစုလွယ်တတ်တယ်။မြမပရိသတ်တွေကလည်းစိုင်းထိုးပြိုင်ထိုးကွဲပြဲအောင်အားပေးတတ်မြောက်ပေးတတ်ကြပါလေ။သူသိဝင်လိုက်ကအဲ့လိုအခြေအနေတွေအားလုံးနဲ့ကင်းအောင်နေတယ်။သူ့ဟန်ပန်အတိုင်းပဲသူထိုးတယ်။ range control ကောင်းကောင်းလုပ်နိုင်တယ်။ဒါမဲ့သူ့ရဲ့ပွဲသိမ်းလို့စိတ်နှဲပါမှုကအဆုံးတင်းဖြစ်လာတယ်။ဝမ်ချမ်းများရှိပွဲတွေမှာစာချုပ်ခွင့်ရပြီးတော့အောင်မြင်တဲ့သွေးသိဝင်လိုက်ကိုမြင်ကျင်နေကြပါလေ။ဒါမဲ့မျောလင်းထားသလိုဖြစ်မလားသလိုမြမလက်ဝေးလောကရဲ့အမဲဆက်ကိုပါမြင်ခဲ့ရတယ်။ ွေသိဝင်လာရင်ပြည်ပပွဲတွေဘယ်တော့ရောက်လာမလဲဆိုပြီးတော့လေမျောနေကြပါတယ်။ဂိမ်းပြည်နယ်မှာတချက်ထိုးပြန်မထပြည်ပဖိုင်တာနဲ့ရင်ဆိုင်ပြီးတော့အနိုင်ရတာကိုသွေးသိဝင်လာရင်နေနဲ့ဂုံစာမနေသင့်ပါဘူး။သွေးသိဝင်လာရင်အကြဖက်ရောက်နေပြီဆိုတော့အောင်ခိုင်နဲ့ပွဲမှာလေထင်းရှားရှားမြင်လိုက်ရတယ်။မြင်ခဲ့ရတယ်။သူ့ရဲ့အမာခံပရိသတ်တွေစိတ်ပြက်စီမဲ့စွမ်းဆောင်ရင်ကိုသွေးသိဝင်လာရင်ပြသခဲ့တာပါ။ဒီတော့ပြည်တွင်းမှာသူ့ကိုယ်သူပြိုင်ဘက်ကင်းဖြစ်သွားပြီလို့ယူဆလို့မရဘူး။သွေးသိဝင်လိုက်ကအနိုင်ပိုင်းသွားလို့လည်းပြောခွင့်မရှိပါဘူး။ဝမ်ကဆုံးပွဲတွေကသူ့ကိုထိခိုက်နာကျင်စေပါလိမ့်မယ်။ မြန်မာပြည်ရဲ့အကောင်းဆုံးနံပါတ်၁ဖြစ်ဝမ်ကိုသွားကစားပြီးမဲ့အရုံးလေးရင်ဝဲပိုက်ခဲ့ရတာလည်းဖြစ်ပါရီပြည်တွင်းမှာပြိုင်ပကင်းမဟုတ်လို့ပြည်ပမှာလည်းပွဲမတိုးလို့သွေးသွေးဝင်လာအနိုင်ဘူးဆုံးဖြားလိုက်တာများလားပြည်တွင်းလက်ဝဲရိုးရာကျွမ်းကျင်တဲ့သူတွေကတော့သွေးသွေးဝင်လိုက်မှာဒဏ်ရာရှိနေရလို့ပြောကြပါရီသွေးသွေးဝင်လိုက်ကဝမ်ပိုက်ဒဏ်ရာကိုခွဲစိတ်ကူးသားရမယ်လို့သိရပါရီတာမန်လူတူးတွက်တောင်ဝမ်ပိုက်ခွဲစိတ်ပြီးနောက်အခြေအနေကတော်တော်လေးသတိထားရတာမျိုးပါအထိုင်ထအကုန်းကွားတွေမှာချုံရုံးမပြေးအောင်လို့ဂူးဆိုက်ရပါတယ်။လဝိသမားတူးဆိုရင်တော့အချိန်မွေးထိခိုက်နိုင်လို့ ဝမ်ပိုက်ခွဲစိတ်တာသွေးသည်ဝင်လာရင်အနာကပ်ကိုတက်ရောက်မှုကြီးမားနိုင်ပါ रे အဲ့ဒီချက်ကြောင့်ပဲသွေးသည်ဝင်လာရင်နေနဲ့အနာယူဖို့ဆုံးဖြတ်သွားတာဖြစ်နိုင်ပါ रे မြမပီးရဲ့နံပါတ်1သွေးသည်ဝင်လာရင်ကိုထိတ်ဆုံးစင်းစီရောက်စီခြင်းပါ रे သူကပါရမီရှိပြီးသားဖိုင်တာဖြစ်လို့ကျမ်းပေရမ်းပေထိုးပြတာမျိုးတွေမြင်ကျင်နေပြည်တွင်းမှာပြိုင်ပလဲရှားနေဖြစ်လို့သွေးသည်ဝင်လာရင်ပြီးပါထွက်ပြီးတော့သူ့ပုံရင်ပြန်ပြီးမြင့်တင်တာကိုမြင်ကျင်ခဲ့တာပါဝမ်မှာမြမဂုံဆောင်မဲအားကစားသမားတူးဖြစ်သွေးသည်ဝင်လာရင်ကိုမြင်ကျင်ခဲ့တာဖြစ်ပါ रे ။ အခုတော့အနားယူမဲ့သတင်းကြောင့်မြန်မာပြည်သက်တွေရဲ့ညှော်နှင်းချက်တွေကအေးပျော်သွားတော့မယ်ထင်ပါတယ်။တကယ်လို့သွေးသွေးဝင်လာတဲ့အနားမျိုးပြဘူးဆိုရင်တော့သူ့ရဲ့အကောင်းဆုံးအချိန်တွေရှိနေအောင်မယ်လို့လည်းယုံကြည်မိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဗော်ရာရုရဲ့အမြင်ကိုလည်းပြောပေးခဲ့ပါအောင်ခင်ဗျာ။